ဲဒီချိန်ကြီးဘယ်လိုလုပ်ရလဲကျွန်တော်ကအဲ့လိုမျိုးဖြစ်နေတာအင်းနဲ့အနှစ်ကငယ်ကျွန်တော်နေရအရှိမအဲဘာလဲမဟာရဲ့ဒါဇလန်ဇလန်တွေတခုအရှိဖလဲအောင်တတိဆိုတာလေးရိုက်ခဲ့ဘူးလေရိုက်ခဲ့ဘူးအဲ့ထဲကနေပြီးတော့ကျွန်တော်တို့ကအခင်မင်းရင်းနေဘူးလဲရှိပြီးသားအဲအလုပ်လဲအတူတူတွဲလောက်ခဲ့ဘူးတဲ့အဲမောင်နှမတို့လိုလဲအပြင်မှာခင်မရင်းနှီးပြီးသားဆိုတော့လေဒီထဲမှာအဲသူ့ကိုယ့်ရဲ့တတို့သမီးလောင်းလေးဖြစ်အဲ့လိုမျိုးဖိတ်ကူးရင်ဘွာရဲကြီးကို ကြိုးစားเสียမလို့မလဲဟိုဒီဇလေးရင်စပြီးတော့အာဒါဖတ်ဖို့ပို့ထားတယ်ပို့ထားတော့ဟိုပါပေါ့နောင်တမိမိ character ဆိုတော့ဘယ်လဲဇက်ဖတ်လိုက်တော့လောကအရန် ဟိုအမိုက်မိုက်တယ်စကြည့်ရဗန်တီးထားတဲ့ကဘာကြီးကအရင်မိုက်တယ်ပေါ့နော်ဆိုတော့ဟိုလာကန်းနေတဲ့ကောင်ကဘလဲအဲ့လိုတော်တော်လေးကိုကိုဟိုဘယ်လိုပြောမလဲပျော်မိတယ်ပေါ့နော်ဘာလို့ဆိုဒီလို character မျိုးကြတော့ဟိုဒါဇက်နဲ့တကယ်လိုက်ပတ်တဲ့သူပေါ့ဘလဲနဲ့သူတို့နောက်တမိမိနေရမှာဘလဲကိုမြင်နေဆိုတော့လေကိုယ်တိုင်းလည်းအဲ့အကြောင်းဇက်ကိုလည်းတော်တော်လေးကြိုက်တယ်ဟိုကကလည်းသူတို့ Netflix ကြည့်ပါတင်မယ်ဆိုတော့အများကြီး challenging ဖြစ်မယ်လို့ထင်နေပေါ့နော်ဆိုတော့အဲ့အကြောင်းဒီ character ကိုဘယ်လို လည်းရအောင်ဝေးပြီးရိုက်မယ်ဆိုပြီးတော့ဖြစ်တာပါဟုတ်လားခင်ဗျာအဲကျွန်တော်ကကြတော့ဒီထဲမှာမဟာလွမ်းပေါ့နော်ဒီဟေဇဲဆက်ပေါ့အဓိကဟေဇဲဆက်ကိုကြိုက်တယ်ဟေဇဲပြိတ္တလည်းဖြစ်တယ်ပထမတကားလည်းဟေဇဲဆက်ဒုတိယမြောက်လက်ထပ်ခွင့်ဆိုတော့ကျွန်တော်ရိုက်ဘူးရယ်ပြမကျော်နေပဲဆိုတော့လေအဲဒီလိုမျိုးလာကန်လန်းတဲ့အချိန်မှာကျွန်တော်ရန်ဝမ်းတောက်ပါပြီးတော့ဒီလိုမျိုးကဒီကျွန်တော်မြန်မာနိုင်ငံမှာတိတ်ပြီးတော့မှဖန်ဒီ တဲ့ပြတဲ့အထဲမှာပါတယ်လို့မစိတ်ကူးရင်ဆက်ဆက်ကြိုက်လို့လွတ်လပ်စွာစိတ်ကူးရင်လို့ရတယ်ဆိုတော့ဒါတွေကလည်းကျွန်တော်တို့ကိုယ်တိုင်ဟေးဆဲစိတ်ကူးရင်မှုနဲ့ကျွန်တော်တို့ရဲ့ idea လေးတွေပေါင်းဆက်ပြီးတော့ဒီလိုမျိုးလေးတွေဖန်တီးပြတာဆိုတော့လေအဲအကောင်းဆုံးကျွန်တော်တို့ကြိုးစားဖို့အတွက်အဲဒီချိန်မှာအကောင်းဆုံးတည်ဆောက်နေပါဒီဇက်ကိုစဖတ်ထဲရလေအရန်မိုက်ဇက်ကြီးကတော်တော်မိုက်တာတော်တော်မိုက်တာရန်မိုက်ဆိုတော့စိတ်ကူးကပြောဆိုစိတ်ကူးရင်လိုက်စခရစ်ဖတ်လိုက် ဆိုတော့လေအိမ်မှာနေတယ်ကဘယ်ဟာဘယ်ရဲ့ဟမ်အဲ့အဲ့ကွာအဲ့ကွာအဲ့လိုလိုဖြစ်နေတာနော်သူဆိုလဲတရုတ်သမီးလေးပေါ့တရုတ်သမီးမှုဝယ်ဝယ်တရုတ်သမီးမှုလေးဝယ်နော်ဘယ်လိုလားခေါမလဲပေါ့ဘယ်လိုမျိုးလေးဘယ်လိုမျိုးလေးဆောက်မျောနေအဓိကတော့စိတ်ကူးယဉ်ကြည့်ရပေါ့နော်ကိုယ်တိုင်နောက်တမိမိနေရမှာဆိုရင်အာသူဘယ်လိုဖြစ်မလဲသူ့မှုဘယ်လိုသွားမလဲအာအဓိကကတော့ drama ဖြစ်တဲ့အတွက် suspense drama နောက်ဖြစ်တဲ့အတွက်အဲ့လို emotion နေရတော့အများကြီးပဲတည်တယ်ပါဆိုတော့အဲ့သူ့မှုလေးနောက်ပြီးတော့နောက်တစ်ခုက blair ကဟို panty ရဲ့ကဘာကြီးဖြစ်တဲ့အတွက်အဲ့လိုဆက်ဆက်ပြီးတော့မွေးရတာ က်ရိုက်တာတော်တော်မွေးရတယ်အဲ့မှာမွေးရဲ့ဘာမှဟိုလို history ပေါ့သူတို့ရဲ့ဇက်ကောင်ရဲ့နောက်ကျောင်းနေလည်းတိတိကျကျကိုကိုရန်နားလေတာဘူးလို့ရယ်ဟိုပရိသတ်တွေကိုလည်းပါရှင်းပြရမှာလေဒီကိုဇက်လန်းနေဆိုတော့ကျွန်မကိုရန်ရကြတော့ဘာဖြစ်နေမှန်းမသိဘူးသူကဒီနဲ့အဓိကအဓိကလည်းဟို Royal Sen San ဆိုတော့ဒီနန်းတွင်းနေအကုန်လုံးဟိုအရန်ရှုပ်တယ်ဘယ်ဘယ်နိုင်ငံကနန်းတွင်းပဲဖြစ်ဖြစ်အရန်ရှုပ်တယ်ဆိုတော့ဒီကားမှလည်းအဲ့လိုပဲရှုပ်နေရှုပ်နေရဆိုတော့ ကိုယ်တိုင်းလည်းဘာဘသူကဘာမှမသိဘာဘာမှအဲ့လိုမသိထားတဲ့အစင်မပြီးတော့အဓိကအဲ့လိုလိုက်ပြီးတော့ back story back story အကုန်လိုက်ဖတ်အကုန်လိုက်ကြည့်အကုန်လိုက်စဉ်းစားအဲ့လိုတော်တော်တော့မွေးရတယ်ပြီးတော့ whistle costume တွေလည်းဟန်ပြင်ဆင်ရတယ်ပေါ့နော်ဟိုအပြင်ဟိုအခုနောက်ပိုင်းကကျတော့မင်းမင်းကြီးတော်တော်များများဟို character ဝင်အောင်ပဲဝတ်ကြရတယ်ဟိုလိုအရင်ခေတ်တော့အဲ့လိုလှားအောင်လို့ဆိုတာတက်ဒါပေမဲ့ဒီကားမှာလည်းဝတ်စားပိုင်းကတော့ဂိမ်းဆိုင်ကတယ်တော်တော်လေးဝတ်စားရော့ဟိုရော့တာတက်ဝတ်စားလွဲသွား ားလို့မရဘူးလွဲသွားရင်ပရိသတ်တွေမြင်ရတဲ့အမြင်နဲ့ကြည့်ရတဲ့ဒိဆာတော်ဟပါမှာဆိုလို့လေဝိစားမှုကြီးဆိုင်ရတယ်တော်တော်ပြင်ဆင်နေရပါတယ်အနှစ်ဒီနေ့ဒီချိန်ကြီးလဲတော့ကျွန်တော်ကအဲ့လိုမျိုးဖြစ်နေတယ်ဒီနေ့အနှစ်ကငယ်ကျွန်တော်နေရအရှိမအဲဘာလဲမဟာရဲ့ ဇလန်တွေတခုအရှိဖလဲအောင်တတိဆိုတာလေးရိုက်ခဲ့ဘူးလေရိုက်ခဲ့ဘူးအဲ့ထဲကနေပြီးတော့ကျွန်တော်တို့ကမောင်နှမတွေလိုခင်မရင်းနေပြီးသားဖြစ်နေအဲ့ထဲက character အတိုင်းကိုဒီနေ့ဒီချိန်အဲ့တော့ဆိုနှစ်ကတော်တော်ကြာနေပြီနှစ်နှစ်လားသုံးနှစ်လားမသိဘူးဖြစ်နေပြီအဲ့အတိုင်းပဲအဲ့အဲ့ဒီထဲက character နာမည်လေးတွေပေါ့သူဆိုရင်အနှစ်ကျွန်တော်ဆိုရင်ညီအဲအပြင်မှာအဲ့လိုမျိုးအမြဲတမ်းခေါ်ပြင်းနှုတ်ကြိုးနေသူဆိုရင်ကျွန်တော်ကအနှစ်သူကလည်းကျွန်တော်ကညီအမြဲတမ်းဒီလိုမျိုးဆိုတော့လေပြောချင်တာကကျွန်တော်တို့ကအခင်မရင်းနေဘူးလေရှိပြီးသား အဲအလုပ်လဲအတူတူတွဲလောက်ခဲ့ဘူးတဲ့အဲမောင်နှမတို့လိုလဲအပြင်မှာခင်မရင်းနှီးပြီးသားဆိုတော့လေဒီထဲမှာသူ့ကိုယ့်ရဲ့တတို့သမီးလောင်းလေးဖြစ်အဲ့လိုမျိုးထိတ်ကူးရင်ပေါ့အရင်ကြီးကိုစူးစားစရာမလိုအရှိမာတဲ့ကကိုယ့်ရဲ့ဟိုရိုက်ခဲ့ဘူးတဲ့ဇလန်တွဲမှာသူကကိုယ့်ရဲ့အမျိုးသမီးဖြစ်နေတာဟိုဆိုတော့ဒီမှာဒီလိုမျိုးကအတက်ပြန်ပြီးတော့စိတ်ကူးရင်ရတဲ့အခါမှာအရင်မိုက်ပါတယ်သူနဲ့လည်းရင်လိုက်ဖက်တယ်လို့ထင်ပါတယ်အဲသူ့တော်မှအဝယ်စားပုံစံလေးတွေ ကူရှာပေးနေတာသူ့ပုံစံလေးနဲ့အရင်လိုက်တယ်အခုသဘင်စည်းထားတဲ့ပုံစံမျိုးလေးပါညာဆိုတော့ interest မှာသဘင်မျိုးလေးလောက်ဝယ်ရလေးနဲ့ဆိုလိုက်မယ်ပေါ့နော်ဆိုပြီးတော့ဟိုကဗာဘီနာအကျဉ်းအများကြီးပေးနေဆိုတော့ ြစ်လာရဲ့ဘယ်လိုကြခင်တာကြာပြီဆိုတော့လေဒါကိုထောက်ဆိုင်ကိုထောက်ဆိုင်နေနေတီးပြီးသားဇက်ကောက်နေနေနဲ့လည်းမြင်ပြီးသားအဲ့ဒါမှမှအခုဒီနေ့မှဟိုညင်ရတွေ့ရတဲ့မူအရာဆိုရင်တော့ဂျင်းတည်ရဲ့ဒီနေ့ကဒါကိုထောက်ဆိုင်က like 30%လောက်ပဲရှိပြီးတော့မဟာလွမ်းကတော်တော်လေးကိုဒါဝင်စားနေရဝင်အဲ့လိုလွမ်းနေရပါတော့မွေးနေပါပြီ character တွေမွေးနေပြီ ်ဝင်းနေဆိုတော့တိဆောင်နေတာပါတိဆောင်နေဆိုတာလည်းကျွန်တော်တို့ကအခုလိုမျိုးဟိုဒီလိုဒီမဟာလွန်းဖြစ်အောင်စိတ်တဲမှာစိတ်ကူးရင်ယူတော့ပြီးတော့စိတ်ဟိုကလုံမာတာလင်ဒီရိုက်တဲ့အခါမှာကျွန်တော်ဒီမှာ100လောက်တင်တယ်ဟိုမှာ80 90လောက်ပဲသွားမှာလေဒီလားဆိုတော့ယူပြီးတော့ပြင်ဆင်မအောင်ရလိမ့်မယ်ထင်တယ်အဲဒါကြောင့်မို့လို့ကျွန်တော်အဲ့လိုမျိုးဟိုပြင်ဆင်ထားပြင်ဆင်ပြစ်ထားတာပါဟုတ်